အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life Social Democratic ညီညွတ်ရေးတပ်အုပ်ကဦးဆောင်ပြီးလူသားဝါဒဆန့်ကျင်ကြဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကိုဒီကနေ့ပြုလုပ်ခဲ့ပါတယ်အဲ့ဒီဆွေးနွေးပွဲကဥက္ကုဏီလှုပ်ကြံခံရမှုအပါအဝင်လူသက်ဝါဒရဲ့နေရာကိုပြည်သူတွေအနေနဲ့ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်။ လူတော့ကတော့တားဆီးဖို့လှောင်ရှားမှုတွေကျွန်တော်တို့အခုလိုစပြုပြီးလုပ်တယ်။နေရာတိုင်းမှာဒီနိုင်ငံအနှံ့အပြားမှာစိုးရွယ်စကဝိုင်းနေတာကိုလက်တွေ့လှောင်ရှားမှုတွေလက်တွေ့လှောင်ဆောင်မှုတွေနဲ့ပါပြည်သူလူထုကညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့စက်ကြီးတိုက်ခဲ့ရမယ်ဆိုတော့လည်းကျွန်တော်ပိုင်ပေါင်းပြောချလို့ပါဒီဆွေးနွေးပွဲမှာငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာသုတေသနပညာရှင်ဒေါခင်မမမျိုးဆရာကြီးသခင်ကိုရမိုင်းငြိမ်းချမ်းရေးကွန်ရက်မှာဦးထွန်းဦးလူပောင်တက်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးစုံနဲ့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှကိုကျော်ကိုကိုရိုးကပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။ဦးဆောင်ဆွေးနွေးကြသူတွေကဥက္ကဋ္ဌလှုပ်ကြံခံရမှုဟာနိုင်ငံရေးလှုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ဆွေးနွေးမှုတွေမှာထည့်သွင်းပြောကြားခဲ့ပါတယ်ရှင်။